ရှီခိဂျပန်ပြည်မှာဖုန်းတော်ကြီးတစ်ပါးရှိပါတယ်။သူဟာအလွန်စိတ်တူတဲ့ဖုန်းတော်ကြီးတစ်ပါးပါ။ဘလောက်ထိစိတ်တူလဲဆိုရင်ဘာတစ်ခုမှတီးမခံနိုင်တဲ့အထီအောင်စိတ်တူတဲ့ဖုန်းတော်ကြီးတစ်ပါးဖြစ်ပါတယ်။သူကြောင့်အနီးနားမှာတော့ဖယားပင်ကြီးတစ်ပင်ရှိတော့အဲ့ဒါကိုအစွဲပြီးပြီးအနီးနားလူတွေက သူ့ကိုဖယားပင်စေရတော့လို့ခေါ်ကြပါတယ်။အဲ့လိုခေါ်တဲ့မကြခဏကြာတော့သူတို့သားထွက်ပြီးဒီနေ့မှာတော့အဲ့ဒီဖယားပင်ကြီးကိုခုတ်ပြလိုက်ပါတော့တယ် တစ်ပင်ကြီးခုတ်တော့မုတ်ကြည်ချန်တဲ့အခါမှာသူတွေကတင်ငုပ်သူဆရာတော်ကိုပြောင်းရွေးခေါ်ကြပါတော့။အကြတော့မခင်မရဲ့နိုင်ထက်ပြပြန်ပြီးတော့ဒီလောက်တောင်ရှိတယ်ကွာဆိုပြီးတင်ငုပ်သူကိုပါချက်ဒူးထုတ်ပြလိုက်ပါတော့။နောက်ဆုံးမှာတော့ငုံမရှိတော့တဲ့အခါမှာလူတွေကတမျိုးပြောင်းပြီးတော့ထဲ့ရီခေါ်ကြသေးတယ်။ဟုတ်ဒူးဆရာတော်ဆိုပြီးတော့ဒီလိုရှင်နေမျိုးမှာစက်လုံးတွေရှုံးနေတယ်ဖြစ်နေဖြစ်ပါ။ ဒါကြောင့်မို့ဒီပုံမြင်တဲ့လာရလိုက်တဲ့သင်ငန်းစာကတော့ပြဿနာဆိုတာကိုကပြဿနာလို့ခံယူမှာပြဿနာဖြစ်တာပါစိတ်အေးအေးထားမယ်ဆိုရင်ကိစ္စအတော်များများဟာအတိအမှားတာဖြစ်ပါမယ်ကိုကပုံရင်းရှက်ခံစားနေရများတီးမှားကအစမတန်ကြီးထွားပြီးတော့ကိုကပြန်ပြီးဒုက္ခပြေးပါတော့လေလူတိုင်းလူတိုင်းဟာစိတ်တူရဲ့ဒေါ်လာထွက်တယ်ဝမ်းနေတယ်ချီးကျက်တယ်အားအမလို့အမလို့ဖြစ်တယ် အစရှိတဲ့စိတ်ခံစားချက်တွေပုံလုံးဟာကိုစိတ်အရှိန်တစ်ခုပေါ်မှာဖြစ်ပြလာတဲ့အတွေးတွေကနေလာတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အင်္ဂလိပ်ရင်းကျွရှင်နယ်လေးကိုအပင်းနေရှားတဲ့မိတ်ဆွေပေါင်းလို့လေစိတ်တို့ဟာဒေါသထွက်လာစားတဲ့အရာတွေကိုထင်းသိမ်းနိုင်ကြပါစေလို့ကြောက်ကြရင်ဒီဗီဒီယိုလေးဒီမှာပဲဆုံးဖြတ်ပြရစီပြီးရှုအပင်းကြတဲ့ပိတ်ကပ်ပေါင်းဟလုံးကျေးဇူးများစီးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ပါမယ်နော်။